င်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ29ရက်နေ့ Radio UNG ရဲ့မနက်ခင်းပြည်ရင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ရှင်ကျွန်မကတော့ New Mind ဖြစ်ပါရယ် ဂျာကာလာဒီတန္တရာပြည်သူ့ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးပြည်တော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တမ်းမှဥဆောင်ကျင်းပတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒီတန္တရာပြည်သူ့ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးအမှတ်စဉ်22မြင်းဆောင်2025ကိုဇွန်လ26ရက်မနေ့စနေအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင်ဂျာကာလာဒီတန္တရာပြည်သူ့ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီဥက္ကဋ္ဌပြည်တော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တမ်းမှအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာ ကြသောဂျာကာလာဒီတန္တရပြည်သူ့ချုပ်ရေးဖို့ဆောင်မှုဘုတ်ကော်မတီအဖွဲ့ဝင်များမှ27မြင်းဆောင်2025တွင်ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ပစ္စည်းမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာသောဝင်ကြီးဌာန၏တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအခြေတဝင့်ဆွေးနွေးခဲ့ကြပါသည် အဆိုပါစည်းဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တမဦးဆောင်က ပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြင့်ရက်အတွင်းဝင်များတွဲဖက်အမြင့်ရက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရဲ့ရှင်။ ဆက်လက်ပြီးမီဇိုရမ်တွင်မြန်မာနိုင်ငံသားဒုက္ခသည်များအားဇူလိုင်လမှစတင်ကဇီဝမက်ထရစ်မှတ်ပုံတင်မိတဲ့တွင်ကိုတင်ပြပါမယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အစိုးရသည်ပြည်နယ်အတွင်းခိုးလုံနေထိုင်သောမြန်မာနိုင်ငံသား3200ကျော်အားဇူလိုင်လမှစတင်ကပြည်နယ်ခရိုင်စက်တခုလုံးတွင်ဇီဝမက်ထရစ်မှတ်ပုံတင်ခြင်းကိုစောင်ရွက်မည်ဖြစ်ကြောင်း North East Today သတင်းဌာနမှဖော်ပြထားပါတယ်။ထိုလုပ်ငန်းစဉ်သည်2021ခုနှစ်မြန်မာစစ်တပ်၏အာဏာသိမ်းမှုအပြီးမီဇိုရမ်သို့ထွက်ပြေးခိုးလုံလာသူများ ကိုမှတ်တမ်းတင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီးရခိုင်ကပြည်ထရေးဝန်ကြီးဌာနမှပေးထားသောဒေတာစုဆောင်းမှုပုံစံများနဲ့ပတ်သက်၍ပြဿနာများကြောင့်နှောင့်နှေးခဲ့ရတော့လဲမီဇိုရမ်ရှိ နေရပြောင်းရွှေ့နေထိုင်သူများ၏ဥပဒေရေးရအစဉ်တန်းကိုထင်ဟစေရန်ပုံစံပြင်ဆင်ပြီးနောက်ပြန်လည်စတင်ခဲ့ရလို့သိရပါတယ်မီဇိုရမ်ပြည်နယ်အတွင်းမြန်မာနိုင်ငံသားဒုက္ခသည်များမှာဂျမ်ဖိုင်းခရိုင်အတွင်း13586ဦးလောင်တလိုင်းခရိုင်အတွင်း6089ဦးဆိုင်ဟာခရိုင်အတွင်း9300 336ဦး၊အိုင်ဇောခရိုင်တွင်3669ဦးနှင့်ကောလစစ်ခရိုင်တွင်129ဦးရှိရလို့သိရပါရှင်။ နတ်ဆန်တွေမြေပြုံမှုကြောင့်တားဖာနှုတ်သေးဆုံးတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ဇွန်လ26ရက်နေ့နဲ့3နာရီအချိန်တွင်တက်မဟာကိုးနေမြေနန်ဆန်မြို့ရက်ွက်ရှစ်တွင်မြေပြုံမှုကြောင့်ကလေးငယ်တဦးနှင့်အမျိုးသားတဦးသေဆုံးခဲ့ကြောင်း PSLF TNLA မှတရင်ထုတ်ပြန်ပါတယ်။မိုးအစစ်မပြတ်ရွာသွန်းမှုကြောင့်နေအိမ်အပေါ်ရှိမြေများသည့်ပြိုကျခဲ့ပြီး၎င်းတို့၏အိတ်သည့်နေရာဖက်ချမ်းတွင်မြေပြိသွားတယ်လို့ဖော်ပြထားပါတယ်။အဆိုပါမြေပြုံမှုကြောင့် အတမီဖြစ်သူအသက်3နှစ်အရွယ်မခိုင်တစင်မြင့်နဲ့ဖခင်ဖြစ်သူ အသက်38နှစ်အရွယ်ဦးငွမြင့်တို့ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာဖြင့်တည်ဆုံးခဲ့ပြီးအခင်ဖြစ်ပွားခဲ့သည့်နေရာကို PSLF TNLA တအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှတွားရောက်စစ်ဆေးမှုများဆောင်ရွက်ခဲ့လို့သိရပါတယ်ရှင်။ ်မာနိုင်ငံကလူဦးရေ3.5တန်းကျော်ဟာအခြေခံလွှဲချက်တွေတောင်မရနိုင်တဲ့အခြေအနေနဲ့နေရစွန့်ခွာကြရလက်ရှိတဲ့တင်ကိုနောက်ထပ်တင်ပြပါမယ်။မြန်မာနိုင်ငံမှာပြိပခနဲ့တဘာဝဖေးအနေတွေကြောင့်မိသားစုတွေဟာအိုးမဲအိမ်မဲနဲ့နေရစွန့်ခွာထွက်ပြေးနေကြတဲ့အကြောင်းဇွန်လ26ရက် UNOCHA မြန်မာကထုတ်ပြန်ပါတယ်။ လူဦးရေ3.5တန်းကျော်ဟာအခြေခံလွှဲချက်တွေတောင်မရနိုင်တဲ့အခြေအနေနဲ့နေရစွန့်ခွာကြရလျက်ရှိလို့ဖော်ပြထားပါတယ်။ကျိန်ဖန်များစွာ နေရစွန့်ခွာထွက်ပြေးနေရတဲ့ဒုက္ခတွင်ပိုနှက်လာခဲ့ကြရပြီးလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာလိုအပ်နေသူတွေစီအကူအညီတွေပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိလို့တည်ပေးထားပါတယ်ရှင်။ မူဆယ်မြို့လောင်းကစားဝိုင်းတွင်ခိုးရန်စူးစမ်းသူအမျိုးသားတဦးပြည်သူစစ်များလိုက်လံပစ်သက်တဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ဇိုလာ25ရက်နေ့လည်နှစ်နာရီခွဲခန့်တွင်မူဆယ်မြို့မန်ဝင်းရက်ကွက်အနီးရှိလောင်းကစားဝိုင်းတစ်ခုတွင်ခိုးရန်စူးစမ်းနေသူအမျိုးသားတဦးကိုမြို့မှပြည်သူစစ်အဖွဲ့၄ကလိုက်လံပစ်ခတ်ခဲ့ရာနွားချအနီးတွင် ပစ်ခတ်ခံရပြီးတိဆုံသွားခဲ့ကြောင်းဒေသတရင်များအရသိရပါသည်။ထို့ပစ်သက်ခံရသူအမျိုးသားသည်ခိုးရန်စူးစမ်းနေစဉ်ပြည်သူစစ်အဖွဲ့ကလိုက်လံပစ်ခတ်လို့တေသွားရလို့သိရ ပါတယ်။တည်ဆုံးသူမှာကွက်ခိုင်မျိုးနဲ့ရှောက်ဟော်ကျေးရွာမှာအသက်20တနှစ်အရွယ်ရှိအမျိုးသားတအုပ်ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီထိန်းချုပ်ထားသည့်မူဆယ်မြို့တွင်လောင်းကစားဝိုင်းများမူရဲစေးဝါးပြန့်ဖြိုးမှုများနဲ့အတူခိုးမှုလူတက်မှုဓမြတိုက်မှုနဲ့လူရဲမှုများမကြာခဏဖြစ်ပွားနေပါရဲ့ရှင်။ ဆလပီလောင်းလုံမှာစစ်ကောင်စီတက်ကအသက်80အရွယ်အမျိုးသမီးကြီးတူအားအကျဉ်းချင်းအတမပြုချင်းခဲ့တဲ့ရင်ကိုတင်ပြပါမယ်။ဇွန်လ14ရက်ကနေ24ရက်အထိဒဝေခရိုင်လောင်းလုံမြို့နယ်ကညုံကျွန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတက်ကအသက်80အရွယ်အမျိုးသမီးကြီးတူကအကျဉ်းချင်းအတမပြုချင်းခဲ့လို့နင်းစီရောက်အမျိုးသမီးများတမကကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာချိန်မှာရွာလုံးကျွန်းနီးပါးတိမ်းချောင်ခဲ့ကြပေမဲ့ကျမ်းမိုင်မကောင်းတဲ့ခင်မွန်းဖြစ်သူကိုစောင့်ရှောက် ောက်ရန်နဲ့ကိုရိုင်းလဲအသက်ရွယ်ကြီးနေပြီဖြစ်လို့မတိန်ရှောင်တော့ပဲနေမှာကြာရက်ခဲ့ချိန်မှာခုလိုပြုတ်ကျင့်ခံရတာလို့သိရပါတယ်။ကညုံကျွရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှအသက်40ကျော်အရွယ်ရှိစစ်သားတဦးကအဆိုပါအမျိုးသမီးကြီးအားခင်မွန်းဖြစ်သူရှေတွင်နှစ်ရက်ဆက်တိုက်၅ချိန်တိုင်းအတမပြုတ်ကျင့်ခဲ့လို့သိရပါတယ်။အခုလိုရုံမှာအောက်တန်းကြာစွာကျူးလွန်ခံခဲ့ရတဲ့အမျိုးသမီးကြီးအနေဖြင့်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြားမှအခြေအနေများကြဆင်းလက်ရှိပြီးအထူးစောင့်ရှောက်ရန်လိုအပ်နေရလို့ဆိုပါတယ်။ထို့ ပြင်၎င်းစစ်ကြောင်းဟာစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကကြေးရွာများနဲ့ကညုံကျွန်းရွာမှဒေသခံတရားခန့်ကိုဖမ်းဆီးခဲ့က အမျိုးသားတအုပ်ကိုတပ်ဖြတ်ခဲ့ပြီးနေအိမ်နှလုံးဆိုင်ကဲနှစ်စီးကိုမိရှုဖြက်စီးခဲ့ပြီးပြည်သူပိုင်နေအိမ်ရာနဲ့ချီကိုဖောက်ထွင်းဝင်ရောက်ခိုးယူခဲ့လို့ TTMSC ကထုတ်ပြန်ထားပါတယ်တပ်ဖြတ်ခံခဲ့ရသူဟာကညုံကျွန်းကျေးရွာကအသက်46နှစ်အရွယ်ဦးမျိုးစောအောင်ခေါ်ဦးမျိုးကြံအောင်စိတ်ချမ်းမိုင်မကောင်းသူဆိုသူဖြစ်ပြီးလယ်လီတပ်ဖြတ်ခဲ့ကစစ်ကြောင်းပြန်ဆုတ်ခွာရာစက်ပြဲရွာနဲ့လောင်းလုံမျိုးကြားကစီအောင်တော်ထဲမှာစွန့်ပစ်ခဲ့တာကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ PDO PDM မှကြေးရွာပြည်သူလူထုနဲ့စစ်ဆောင်ပြည်သူများအား ခြေခံကြမ်းမိုင်ဆောင်ရှောက်မှုများကိုအခမဲ့ပြုလုပ်ပေးတဲ့တင်းကိုနောက်ဆုံးတင်ပြပေးပါမယ်။ပြည်သူဒီမိုကရက်တစ်တက်တော်အနေဖြင့်အခြေခံကြမ်းမိုင်ဆောင်ရှောက်မှုအဖွဲ့များဖွဲ့စည်းကကျေးရွာပြည်သူလူထုနဲ့ဆက်ဆောင်ပြည်သူများအားခြေခံကြမ်းမိုင်ဆောင်ရှောက်မှုများကိုအခမဲ့ပြုလုပ်ပေးလက်ရှိကြောင်းတင်းထုတ်ပြန်ထားပါတယ်။ဆက်ဆောင်ပြည်သူများအားစာဝတ်နေရကူညီများစီမံဆောင်ရွက်ပေးနေမှုကိုလည်းပြည်သူများနဲ့ပူးပေါင်းကာလက်တွဲညီညီဖြင့်ဆောင်ရွက်လက်ရှိရလို့ဖော်ပြထားပါတယ်။အခြေခံကြမ်းမိုင်ဆောင်ရှောက်မှုများကို ပုံမှန်ပြုလုပ်နိုင်ရန်အတွက်တက်သည့် ပညာရှင်များဈေးဝါထောက်ပံ့မှုအကူအညီများနဲ့အဖက်ဖက်မှအကူအညီပံ့ပိုးမှုများလိုအပ်လည်းရှိနေပါသဖြင့်ဝိုင်းဝန်းပြီးကူညီပေးနိုင်ပါရန်တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီနဲ့ Hashel တို့ကပြပို့ထားတာဖြစ်ပါတယ်ရှင်